မင်္ဂလာပါရှင်ရောင်းကဲ့သည့် channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးပြည်ခတ်ရေးစည်းစားကြုံမှာလက်မှတ်ရေးထိုးခဲ့တဲ့ဖွဲ့တွေမပါသေးတဲ့အတိုင်းအစီအလုံခန်းစင်နဲ့ဆက်သွားမယ်လို့ဂျပန်ဆောင်မင်းတို့ပြောတနိုင်ငံလုံးပြည်ခတ်ရေးစည်းစားကြုံမှာလက်မှတ်ထိုးတဲ့ဖွဲ့တွေမပါသေးတဲ့အစီအလုံခန်းစင်နဲ့ဆက်သွားမယ်လို့အဂျပန်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ဂျပန်ဆောင်မင်းတို့ကပြောတယ်။ ယမန်နေ့ NCA စံနှစ်ပြည့်ခမ်းနားပြီးစက်တလာအခဝါရဖြန့်မီဒီယာတွေကို၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်တဲ့ NCA စာချုပ်ကိုစက္ကူစုံဖြစ်သွားပြီဆိုရင်ကြညာချက်တွေတွေ့ရှိရကြောင်း NCA စာချုပ်ကစက္ကူစုံမဟုတ်ဘဲနိုင်ငံတကာအသိတသိရှင်းမောင်မှလက်မှတ်ရေးထိုးခဲ့စာချုပ်ဖြစ်ကြောင်းလက်မှတ်ရေးထိုးခဲ့အဖွဲ့အစည်းရှင်းနေသမျှကာလပတ်လုံး NCA စာချုပ်ဆက်လက်တည်ရှိနေပြီဖြစ်ကြောင်းဂျက်ဖတ်စောမင်းထုံးကပြောနေတယ် အစင်းအစာချုပ်ကနိုင်ငံတကာအသိတတ်တွေရှင်မအောင်က EAO ရဲ့သဘောတူညီချက်နဲ့စာရိုက်ခဲ့တာဖြစ်ပါတယ်။ဒီအပြင်သူတို့ပြောသလိုအစင်းအစာချုပ်ကစက်ကူစုပ်ဖြစ်သွားစရာလည်းကြောင်းမရှိဘူး။ဒီဘွယ်စည်းရှင်နေသမျှကာလာဘလုံအစင်းအစာချုပ်အစင်းကတိကဝိစွာရှင်နေမယ်။အစင်းစောပြစ်ကတ်တိုက်ခိုက်မှုရစိဆိုတဲ့ငိမ့်ချင်းဆိုတာတခုနဲ့တည်းမဟုတ်ပါဘူး။သူကနိုင်ငံတိဆောက်ရေးတိုင်းပြည်တိဆောက်ရေးဒီပါတဲ့အတွက်ကြောင့်မလို့သူတို့လုံချင်စီဖြစ်စေမလုံချင်စီဖြစ်စေဒီလုံငန်းစဉ်ဟာဆက်လက်တည်ရှင်နေမှာဖြစ်ပါတယ်။ အော်တိုဘလဆက်သွန်းနေမြန်မာနိုင်ငံမှာဆီယနာတင်ထားခြင်းနဲ့စစ်တပ်ကပြည်သူလူတွေကိုတပ်ဖြတ်နေခြင်းကြောင့်တနိုင်ကလောက်ပြက်ကတ်ရဲစဲ NC စာချုပ်မှာရပ်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုပြရရှိသွားပြီးဖြစ်ကြောင်းကရင်မြို့သားစရုပ်ကရင်နယူးချင်းမြို့သားတက် CNN ပုတ် BNN လို့ ABSD ရဲ့ NSP နဲ့ NDO ဒေါ်လာရိုက်တဲ့ပါဝင်တိုင်းသားလက်နက်ကိုင်ချောက်ဘက်ကစုပေါင်းခြင်းညာတယ်2021ခုနှစ်ဖေဖော်ဝါရီလဆီယနာတိုင်မကအစီအစာကျအနှစ်သာရအခြေခံမှုတွေနဲ့ ရင်မှတ်ချက်တွေကိုပြမြောက်တင်းနေဖြတ်စည်းလိုက်ပြီးဖြစ်ပြီး NCA ကောင်တွေပေါ်မှုလုပ်ငန်းစဉ်လည်းရဆိုင်သွားက၁၉ဇောက်တခုဖြစ်ကိုရရှိသွားစေကြောင်း NCA စာချုပ်ပေါ်ကျိဝိစာတွေကျပရှိပဲကြိတ်ကြိတ်ချိုးပေါက်ခဲ့စေသူကပြည်သူလူထုကိုအင်အားသုံးကပုံစံမျိုးမျိုးနဲ့ဖမ်းဆီးနေပြတ်တပြက်လာခဲ့သည်တောင်မကလေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပြည်သူလူထုကိုစက်ဖက်တပြက်မှုတွေနေစဉ်ကျူးလွန်လျက်ရှိကြောင်းတိုင်းဒေသနဲ့တော်လိုင်းတပွဲကြောက်ကကြေညာတယ်။ ဆေးရုံဆွေအန်စီအမြေခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ဆေးရုံစုမလကောင်းတို့ကိုယ်တိုင်ချိုးပေါက်ခဲ့ပြီးပြက်ပြဲသွားပြီးဖြစ်တဲ့2000ဖွဲ့စီပေါ့ခြေကဥပဒေအောက်မှာကျင်းပရင်ဆင်နေတဲ့အတွေ့အော်ရွေးကောက်ပွဲတွေကဆရာနာရှင်တွေကနိုင်ငံကိုတသက်လုံးထိတ်ချုပ်နိုင်တဲ့တရားဝင်မှုရှင်ဂျိုးပန်းကျင်းသာဖြစ်ကြောင်းနိုင်ငံအကျပ်တဲနဲ့ပြည်သူလူတွေရဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းနိုင်ပြီးမဟုတ်ပဲပလိပခတာပိုရရှိလျားစီမီဖြစ်ကြောင်းကြေညာတယ်တိုင်းဒေသတော်လိုင်းတက်ပြားနေဖြစ်ရေရှည်တည်တဲ့ခိုင်မြဲငြိမ်းချမ်းဖြစ်ပေါ်စေတဲ့လမ်းစာဖြစ်တဲ့စစ်တပ်ကနိုင်ငံမှာပါဝင်မှုရှိစေပြည်ပခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရှိရန်နဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပေါ်ခြေကဥပဒေအရေးစနိုင်အတွက်ဒေါ်လာတိုက်ပဝင်နေကြတဲ့ဒေါ်လာဖွဲ့စည်းနေတဲ့အတူတကွဆီယနာရှေစနစ်ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထူထောင်နိုင်တဲ့အထိတန်တိတ်တန်ချတဆိုင်မမတိုက်ပဝင်နေမယ်လို့ထုတ်ပြန်ကြေညာတယ်ဆလဘီမြန်မာနိုင်ငံရခုချိန်နေရောက်ရှိရခြင်းမှာစစ်တပ်ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွတ်တော်ခေါ်တဲ့ LD ကြောင့်စက်ဖို့ခေကအပြစ်တင်မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့အချိန်မျိုးရရှိနေခြင်းမှာစစ်တပ်အကြိမ်ညှိနှိုင်းနိုင်မှုကိုလက်မခံဘဲအတွင်းလွှတ်တော်ခန့်ဂျိုဘန်ခဲ LND တော့ဖြစ်ကြောင်းစံဖို့ပါတီဥက္ကဋ္ဌခင်ကပြတည်ပြောဆိုတဲ့နေပြည်တော်ဇေယျတိရင်မျိုးနယ်မှာလာရောက်ခုလုံးတဲ့စံဖို့ပါတီအစံရွယ်စစ်ပေးဆောင်တွေကိုထောက်ပံ့ကူညီမှုတွေပေးတဲ့အခမ်းအနားမှာခင်ကထို့သို့ထုတ်ပေါ်ပြောဆိုခြင်းဖြစ်တယ်။စေဘေးဆောင်ရတဲ့အကြောင်းရင်းကိုတေချာစွာပြန်စင်းစားကြည့်ရင်2020ရွေးကောက်ပွဲမတိုင်မီကာလနိုင်ငံတော်အလွန်အေးချမ်းခဲ့ကြောင်းတို့ရရင်2020ရွေးကောက်ပွဲပြီးစစ်တပ်အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံခဲ့ပဲ လွှတ်တော်ကိုစုခေါ်ရန်ကြိုးပမ်းတဲ့အာဏာရှိအဖွဲ့စီလိုရကြောင့်ယခုကတည်းကအခြေအနေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဇက်ဘုတ်ခင်ကြီးက LDE ဟုဒါရိုက်အမည်မတက်တော့လဲတရားခံမှာရင်းချိန်ကအာဏာရှိအဖွဲ့စီဖြစ်တယ်ဟုဆိုက LDE ရဲ့ဆိုတင်လုံးမှုကြောင့်ယခုကတည်းကအခြေအနေဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ပြောတယ်။ရင်းပြေ LDE တချို့မှာပြည်ပသူတို့ကသာပြီးမြေပေါ်မှာလည်းလက်နက်ကိုင်တိုက်ခိုက်မှုလှုပ်ဆောင်နေကြောင်းထို့ကြောင့်တိုင်းပြည်လက်ရှိအခြေအနေမှာ LDE ကြောင့်ဖြစ်ရခြင်းဖြစ်တယ်လို့ခင်ကြီးကဆိုပြန်တယ်။ အဖွဲ့အစည်းဝင်တွေတချို့တွေပြည်ပအောက်ထွက်သွားတယ်မြေပေါ်မှာလက်နက်ကိုင်တောင်းချက်တွေပေါ်လာကျွန်တော်ပြောသလိုတိတ်ဆိတ်အေးချမ်းနဲ့ကျွန်တော်နယ်မြေလေးကအကြမ်းဖက်လူတွေကြောင့်ကျွန်တော်နယ်မြေလေးကလက်နက်ကိုင်ပလီပခါတွေပေါ်လာတယ်သူတို့ကြောက်ပေါ်လာကျွန်တော်ပါတီဝင်တွေထောင်ကျော်တက်ခင်ရတယ်ရုံးနေမြောင်မြောင်စမီးရှုခင်ရလို့ခင်ကပြောဆိုတယ် မြောက်လိုင်းကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိရခြင်းမှ LND ပါတီကြောင့်မကြခနာဆိုသူတို့ထုတ်ဖော်ပြောဆိုနေခြင်းကျန်ဖို့ကရခင်ကလည်းရင်းကဲ့သို့အမြင့်တဘောတူညီစွာနဲ့ LND ပါတီဖြစ်အပြစ်ပေါ်လာခြင်းဖြစ်တဲ့2020ရွေးကောက်ပွဲပြီး LND ပါတီကအပြတ်အသတ်မဲနိုင်ရရှိခြင်းမှလည်းစစ်တပ်ကကြားဝင်ရတဲ့အာဏာသိမ်းရန်ကျန်ဖို့ပါတီကဥစားမီ၎င်း၏နောက်လိုက်တင်တဲ့အတွက်ကြေညာချက်ထုတ်ပြတ်တောက်ဆိုခဲ့တယ် ဆက်လက်ပြီးဘကိုးတိုင်းပန်းတော်မြို့နယ်ရှိစစ်တပ်ရဲ့ point 63လုံးစကန်ကုန်ကိုအင်းကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနယ်ဧကပြာကုတ်ကိုလည်းပြီးသက်သိမ်းပိုက်နိုင်ထိုးစစ်ဆင်နဲ့စစ်တွေမြို့နီမှာလည်းတိုက်ပွဲတွေပြင်းထန်ဘကိုးတိုင်းပန်းတော်မြို့နယ်မှာရှိစစ်တပ် point 63လုံးစကန်ကုန်ကိုအင်းကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနယ်ဧကပြာကုတ်ကိုလည်းပြီးသက်သိမ်းပိုက်နိုင်ထိုးစစ်ဆင်နေကြောင်းအင်းကယမနီညပိုင်းတရင်ထုတ်ပြန်တယ် အော်တိုဘာလဆက်လျင်နေမနက်9:00တိုင်းကပဲဒီစိပန်းတော်မြို့နယ်ပကံကွေကျေးရတောင်ပန်းနီမှာရှင်ရစစ်တပ်63လုံးပိုင်ကုန်းကိုစတေထိုးစစ်ဆဲတိုက်ခိုက်ခဲ့ပြီးနောက်3နိုင်ခဲကြာ3ဘတ်3တန်ကနေထိုးစစ်ဆဲတိုက်ခိုက်မှုပြီးမှအဆိုပါ63လုံးပိုင်ကုန်းစကန်ကုန်းအေကသိမ့်ပရယူခဲ့ခြင်းဖြစ်ပါတယ်။ ေကတိမ်ပရရှိသွားတဲ့ပွိုက်ချသလိုစကန်ကုန်းနဲ့ပတ်ဝဲကျင်းမှာတစ်ဖက်တိုက်ပွဲဖြစ်ပွားနေရလို့ကာလာတန်ကြာမြင့်ခဲ့ပြီးဖြစ်သောလည်းအော်တိုဘလ၁၄ရက်နေ့မှာအေကထိုးစစ်ကိုရှိန်မြင့်မီတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း0.63လုံးစကတ်တိပိုက်ခဲ့စစ်စသားလောက်ချုပ်လက်နက်ခဲနဲ့စစ်သုံးစားပစ္စည်းချုပ်ကိုလည်းသိရှိရရှိခဲ့ကြောင်းအဆိုပါထိုးစစ်မှာအေးစစ်တဲ့ချုပ်လည်းကြာဆုတ်ခဲ့ကြောင်းသိရတယ်။ အလားတူအေအေကစစ်တပ်ရဲ့နဲ့ရေကပြစကန်ကိုပြီးသက်သိပ်ပရရွတ်တဲ့အနှဲငယ်သောလက်ကျန်နေရာချို့ကိုဆက်လက်ထိုးစစ်ဆေးတိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလေးအထွက်ပြေးနေကြတဲ့စစ်တပ်နယ်တဲ့နေရာချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလက်နက်ကြအလင်းဝင်လာသူတွေကိုလည်းစစ်တုံးမဲဥဒင်းနဲ့ညီကောင်းမွန်စွာပြုစုဆောက်ရှောက်ပေးထားကြောင်းသိရတယ်။အေကဒိပတ်အကျက်ရှိနေရခိုင်ပြည်စစ်တွေမျိုးနီပေါင်းချင်မှလည်းလက်နက်ကြီး drone ပြန်လည်တိုက်ခိုက်မှုမှာရခုရများအတွင်းပုံမှုပြင်းထန်လျက်ရှိကြောင်းထို့ပြင်အာရခပကိုတိုက်ဆက်အာရခမကွေတိုက်ဆက်အာရခအယော်ရီတိုက်ဆက်တို့မှာ စစ်တပ်ထိုးစစ်တွေကိုအရကတတော်ရဲ့ကောင်းဆုံးခန့်စစ်တင်တဲ့အတူတပ်ပြတ်ထိုးစစ်တင်တဲ့ဟန်ချက်ညီစင်းလေးရရှိကြောင်းသိရတယ်။ရင်းပြင်းအော်တိုဘာလ15နှစ်မော်လယ်3:55မိနစ်ချိန်အရာဝတီတိုင်းရေကြီးမြို့နယ်ဆက်ဆက်ရကြာနီမှာလဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဟာမတ်စ်ကဂရီးပြန်တိုက်ပွဲတွေပြန်ဆလာနေလို့အစ္စရေးကသတိပေးအပြည့်ခက်ရဲ့စေဆိုင်သဘောတူညီချက်တွေကိုဟာမတ်စ်ဘက်ကတိတိကျကျမလိုက်နိုင်ဆိုရင်ချိန်မီတိုက်ပွဲတွေပြန်ဖြစ်လာနိုင်ကြောင်းအစ္စရေးဆိုတာကအသိပေးခဲ့တယ်။အစ္စရေးနဲ့ပါလက်စတိုင်းပြောက်ကြားဖွဲ့ဟာမတ်စ်တို့ကအမေရိကန်သမ္မတကျောင်းဝင်ဆက်ဆက်ပေးထားတဲ့ဂါဇာငြိမ်းချမ်းရေးဆိုပြုချက်ကိုလက်ခံပြီးလောလောဆယ်အပြည့်ခက်ရဲ့စေထားတယ်။အဲ့ဒီဘောတူညီချက်ရဲ့ဟာမတ်စ်ဟာအစ္စရေးတစားကနေကိုပြန်လွှတ်ပေးခဲ့ပြီးတေဆုံးသူတစားကရုပ်လောင်းတွေကိုပြန်လည်လွှဲပေးခဲ့တယ်။ အသက်ရှင်လျက်သားတစားကန်20စလုံးကိုဟာမတ်စ်ကပြန်လွှတ်ပေးထားပြီးမှရုပ်လောင်းတွေလွှဲပေးမှမူတော့လောလောဆယ်ပြဿနာကြီးကြုံနေတယ်။ဟာမတ်စ်ဟာတစားကန်28အလောင်းတွေကိုလွှဲပေးရမှာဖြစ်ပြီးအလောင်း18လောင်းကိုပဲပြန်လွှဲပေးခဲ့သေးတယ်။အဲဒီတည်းကအလောင်း10လောင်းအစ္စရေးတစားကန်တွေမဟုတ်ဘူးလို့အစ္စရေးကစွပ်စွဲထားပါတယ်။ဟာမတ်စ်ကတော့ပေးထားခဲ့တဲ့အစ္စရေးတစားကန်အလုံးကိုပြန်လွှတ်ခဲ့ပြီးဖြစ်တယ်လို့ရနေတဲ့မြတ်တစားကန်ရုပ်လောင်းတွေကိုလည်းအစ္စရေးစီလွှဲပေးခဲ့ကြောင်းဒါပေမဲ့ဇန်နေတဲ့အလောင်းတွေကိုတော့ပြန်ရှာတွေ့ဖို့ဆိုရင်ချိန်လက်ဖို့လိုအပ်တယ်လို့အထူးကရိယာကြီးလည်းရရှိရမှာဖြစ်ကြောင်း လောင်းတွေကိုပြန်ဖော်ယူဖို့ရှာဖွေဖို့ကိုအစမ်းရှိသမျှကြိုးစားလှုပ်ဆောင်နေကြောင်းထုတ်ပြန်ပါတယ်အာမတ်စကအစ္စရေးစာကနေကိုပြန်လုတ်ခဲ့တယ်လို့အစ္စရေးကလည်းဖန်စီထိန်သိမ်းတဲ့ပေါ်လစ်တိုင်းကျင်းသား1900လောက်ကိုပြန်လည်လွှဲပေးခဲ့တယ်။နောက်ပြီးအစ္စရေးဖန်စီထားစဉ်အတော်အတွင်းတည်ဆုံးခဲ့ပေါ်လစ်တိုင်း60အလောင်းတွေကိုလည်းအစ္စရေးကလက်လွှဲထားပြီးဖြစ်ကြောင်းသိရတယ်။အစ္စရေးစစ်တပ်ကတော့ကြော်လွန်မလာဖို့သတ်မှတ်ထားတဲ့စီးကိုမတင်ကားစရာကြော်ဖြတ်လာသူတို့ကိုတားဆီးခဲ့လို့ကြေညာတယ်။ ိုင်လိုစည်းကြုံမှုတွေကသာပြည်ရဲ့သဘောတူညီမှုကိုချိုးဖောက်ရပြီးအစ္စရေးစစ်သားတွေကမတင်ကားသူတွေကိုတိုက်ခိုက်ပြီးကျုံလာနိုင်တဲ့အချိန်ကြောင့်မူကိုရှင်းလင်းခဲ့ုံသာမကဖြစ်တယ်လို့အစ္စရေးဘက်ကတုံ့ပြန်ပါတယ်။ဆလဘီမိုးကွမြို့ကိုစစ်ကောင်စီပုံထက်ကျဲမိုးကွမြို့ရှိပိုင်းကိုအော်တိုဘလ၁၆နှစ်မနက်9နာရီခွဲကမှစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်သွားတယ်။ပောက်ကွဲတဲ့အလွန်ပြင်းထန်ပြီးမြို့ပေါ်နဲ့ဈေးတက်သွားလာနေသူတွေထွက်ပြေးခဲ့ရလို့မြို့ခံတွေကပြောတယ်။မိုးကုတ်မြို့ဟာတရားနယ်လီထိန်းချုပ်ထားတဲ့မြို့ပဲဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့တရားနယ်လီအရှမ်းပြည်နယ်မြောက်ပိုင်းဒေသမြို့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဆက်လက်ပြီးတော့၃လခွာတင်ကြက်ဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်188ဦးသေဆုံးခဲ့ APP ကဆိုအနာသိစစ်တပ်ကသူတို့ရဲ့အတူရောင်ရွှေကောက်ပွဲနီးကပ်လာနေမြောက်အရသာပြည်သူ့ရဲ့ပေါ်ရွက်ချက်ရှိရှိပြစ်မှတ်တာလေးကြောက်တိုက်ခိုက်မှုတွေပုံမလုံဆောင်လာပြီး၃လခွဲတဲ့ကာလအတွင်းစစ်တပ်လေးကြောက်တိုက်ခိုက်မှုကြောင့်188ယောက်တိဆောင်ခဲ့လို့နိုင်ငံအကျဉ်းသားများကူညီဆောင်ရွက်တဲ့ငါထုတ်ပြန်နေ။ဇူလိုင်လတရနေ့ကနေအော်တိုဘာလ15ရက်နေ့ထိဂျပန်စစ်အုပ်စုလေးကြောက်တိုက်ခိုက်မှုကြောင့်အမျိုးသား139ယောက်အမျိုးသမီး169ယောက်စုစုပေါင်း188ယောက်တိဆောင်ခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပါတယ်။ 2021ခုနှစ်ဆရာနာသိမ်းမှုစတင်ချိန်ကနေဒီနေ့ထိဂျပန်ဆေးဥဆုံးနဲ့လက်ပါဆင်အကြောင်းမျိုးတော်လိုင်းကာလအတွင်းတင်ဆောင်ခဲ့တဲ့ဒီမိုကရေစီရေလှှရှားသွင်းတဲ့ပြည်သူစုစုပေါင်း8,398ရှိခဲ့ပြီဖြစ်တယ်လို့သိရတယ်။ဂျပန်စစ်တပ်ကအော်တိုဘလ7ရက်နေ့မနက်ပိုင်းကလည်းချင်းပြည်နယ်ဟာခါမြို့နယ်ဗန်ဟာချေယာမူလနဲ့စတင်ကြောင်းကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် Great Thee ចောင်းသားဂျိုဟန်နဲ့ Great Fight ចောင်းသူစိန်ဂျဲတို့နှစ်ယောက်လုံးပုံစံထိမှန်တင်ဆောင်ခဲ့ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။